တန်းလို့မြန်မာရှေးရခင်ဘိုးဘေးဆရာကြီးတွေကိုယ်တိုင်ကအမြဲတမ်းပြောခဲ့တယ်ဟုတ်တော့နှစ်ခွနဲ့စတယ်နှစ်ခွနဲ့ဆုံးတယ်နေရာကျဲတီဖြစ်စေနေရာကျင်းတီဖြစ်စေဒီပဲခုံးမခွဲကိုအချိန်90ရာနေရာထောင်တောင်းချီတဲ့ဒီအောင်ကျင့်ထားဖို့လိုတယ်နေရာမရှိတဲ့လူတွေစင်ကြေပေးရတဲ့လူတွေတို့အဖိုးမောင်လေးဆရာဦးသိန်းကိုသူ့ရဲ့တပည့်အကြောင်းပြောပြခဲ့တော့ကဒီကောင်ကားတဲ့တင်တန်းလာတိုင်းလာတိုင်းမှာ ခွင့်လာတိုင်းတဲ့ဆရာကြီးကျွန်တော်တို့အချိန်မရလို့တင်နာမလာတော့ဘူးဆရာကြီးဒီနေ့အချိန်မရလို့စောစောပြန်လွတ်ပေးပါလို့ပြောတယ်တဲ့အဖိုးဦးမောင်လေးကဘာပြောလဲဆိုတော့ဟဲ့အောင်နဲ့မင်းအချိန်မရဘူးလားတဲ့အခုပြန်တော့မလို့လားတဲ့ဟုတ်ကဲ့ပါအဖိုးတဲ့ကျွန်တော်အိမ်သာသွားလိုက်ပါဦးမယ်အေးတဲ့မင်းအိမ်သာသွားရင်လည်းပယ်ခုတ်မှခွင်တယ်သွားစမ်းတယ်ဟိုကလည်းကြောက်တော့ပယ်ခုတ်မှခွင်တယ်သွားလိုက်တယ် အဲ့လိုပဲပြန်လာတဲ့အချိန်မှာအဲ့ဒီတိုက်ပြန်မလာနဲ့အင်းပယ်ခိုးမှခွဲနဲ့ပြန်ပြီးတော့မှဆင်းခဲ့ဒါမျိုးပြောတာပေါ့အဲ့တော့ခင်ဗျားတို့ကြိုးတို့တိုင်းမမှန်သမားတွေကအရေးကြီးတဲ့အချက်ကိုအမြဲတမ်းမေ့နေတာအခြေခံတွေကိုအမြဲတမ်းမေ့တယ်အဲ့တော့အခြေခံကနေဆရာအဆင့်ထီကဒီဟာပေါ်မှာမူတည်ပြီးတော့ပယ်ခိုးမှခွဲပေါ်မှာမူတည်ပြီးတော့မှပုံစံတွေပြောင်းလဲသွားတာဖြစ်တယ်ဒါနဲ့လက်မှာဆိုရင်လေပင့်ခိုးဆလွယ်ခိုးအောက်ခိုးခွဲခိုးဒုတ်ရှိခံမှာဆိုလေဖဲ့ ညာလိမ့်မဲ့ဖြစ်ဖြစ်ညာစည်းပဲဖြစ်ဖြစ်တင်ငန်းစာတွေအကုန်လုံးကပယ်ခုံးမခွဲရဲ့မူလဟန်မပြတ်ဘဲနဲ့သွားတာဖြစ်တယ်အဲ့တော့ပယ်ခုံးမခွဲ၃ခွက်မှာမသွားခင်ပေါ့နော်နှစ်ခွက်မှာဆိုရင်ရှင်သေးတိုင်လှည့်တာကအရေးကြီးတယ်ဒါကြောင့်မလို့ရှင်သေးတိုင်အနည်းဆုံးအကျိတ်90အနေနဲ့100လောက်ထိကျင့်တာဖို့လိုတယ်ရှင်သေးတိုင်လှည့်ရင်းနဲ့ပယ်ခုံးကိုကျင့်တာဖြစ်တယ်အဲ့တော့ရှင်သေးတိုင်လှည့်ရင်းနဲ့ပယ်ခုံးကိုကျေလာပြီဆိုရင် မတဲ့အတင်ကားစားကိုသွားတာဖြစ်တယ်အဲ့တော့ပေတိုင်းပေတိုင်းမှာခေါင်းပေါ်တထွားကွာရှိမယ်ခုတ်တိုင်းခုတ်တိုင်းမှာလည်းခေါင်းပေါ်တထွားကွာမှာရှိတယ်မတိုင်းမတိုင်းမှာမထားတဲ့ခြေထောက်ရဲ့ဖက်နှောင်းကဒူးရှိတထွားကွာမှာရှိမယ်မထားတဲ့ခြေချောင်းတွေကကုတ်ထားရမယ်ခြေသီးကုတ်တာလို့ခေါ်တယ်ခြေချောင်းတွေကိုကုတ်ထားပြီးဖဝါးကိုအနှဲငယ်ခွင်ထားရမယ်အဲ့တော့ခန္ဓာကိုယ်ကိုမတဲ့အခါမှာမယိုင်စေရဘူး မတဲ့အခါမှာအပေါ်ကင်းလက်လို့ခေါ်တယ်အပေါ်ထောင်ထားတဲ့လက်ကိုအပေါ်ကင်းလက်လို့ခေါ်တယ်အဲ့ဒီကင်းလက်ကလည်းခေါင်းပေါ်တစ်ထွားခွာရှိမယ်အောက်ကချထားတဲ့လက်ချထားတဲ့လက်ကလည်းတင်ပါးပေးမှာတစ်ထွားခွာရှိမယ်အဲ့တော့အပေါ်ထောင်ထားတဲ့လက်ရဲ့လက်သီးရဲ့လက်တန်းကမျက်နှာမူရာရှေ့တက်တဲ့မှာရှိမယ်အောက်ကိုချထားတဲ့လက်မကမျက်နှာမူရာမှာရှေ့တက်တဲ့မှာရှိမယ်အခြေခံမှတ်ပြီဆိုရင်အခြေ90ကနေစပြီးကျင်တော့ခြေတက်တိုင်းအစလို့အခြေခံပဲ့ခုံးမှခွဲနှစ်ွက်ကို အချိန်90လောက်မှမကျင့်တာပဲနဲ့ချက်ချင်းကြီးအဆင့်ကျော်ပြီးတိုင်းစီယာဖြစ်ချင်ကြတယ်။တိုင်းရောမြန်ပညာရကြီးကအဆင့်တိုင်းမှာအကျင့်နဲ့ထုံမှုပြီးတက်ရတာဖြစ်တယ်။ဒါကြောင့်ဖောင်တိုင်းကိုအချိန်90ပြည့်အောင်ကစားဖို့လိုတယ်။ဖနောက်နဲ့ကြိတ်ပြီးတော့ဒူးလှဲ့လိုက်တိုင်းမှာအောက်ကခြေကွက်တောင်းထွားဖို့ကျော်သွားတာမျိုးကျင်းသွားတာမျိုး လုံးဝမဖြစ်စေရဘူး။နောက်မတိုင်းမတိုင်းမှာအောက်ကိုခိုးကြည့်ပြီးမတဲ့အကျင့်ကို ရှောင်ရပါမယ်။ခေါင်းကြီးတိမ့်ပြီးကြည့်တာတော့ ကိုယ့်ခြေောက်ကိုမယုံတာတော့လုံးဝမဖြစ်အောင်ဒါမျိုးအကျင်းတနေ့ကို၁၀ကျင်းရနေတဖြည်းဖြည်းတိုးပြီးကျင်းမယ်အကျင်း၂၀အကျင်း၂၀ကနေအကျင်း30အကျင်း30ကနေအကျင်း40အကျင်း40ကနေအကျင်း50နေ့စဉ်အကျင်း50လောက်ရောက်အောင်ကစားနိုင်သွားပြီဆိုရင်တက်လွန်ကလည်းကောင်းလာမယ်အထူးသဖြင့်အခြေခံခေါ်မာဆယ်တွေဖြစ်တဲ့ဘိုက်အောက်ကျွတ်သားတွေကိုပါလှုံ့ဆော်ပြီးသားလေ့ကျင့်ပြီးသားဖြစ်တယ်အဲ့တော့စုံကျွတ်သားတွေလည်းလေ့ကျင့်ပြီးသားဖြစ်တယ်ဒါကြောင့်မို့နေ့စဉ်အကျင်း50ရောက်အောင်လေ့ကျင့်ကြပါ 阿龙节奏的嘛嘞。